အမေစုဟာကိုပုရဲ့ရုပ်အလောင်းမိသူဇက်ထဲထည့်ချိန်မှာအချိန်အတော်ကြာအာတုဘကမ္မထန်းကိုနှလုံးသွင်းဆင်ခြင်နေပုံရတယ်။အဲ့ဒီအချိန်ခဏမှာတွေးခဲ့ရတဲ့အမေစုမျက်နှာဟာကျွန်တော်အချင်းချင်းအခါခါတွေးခဲ့မှုတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလှိုင်းလုံးအနိတ်အမြင့်အတက်ကြောက်ကြီးကြမှာတာမဏိနှင်းစီမျက်နှာမဟုတ်ပဲဝမ်းနေမှုနဲ့အတူထူးခြားတည်ငြိမ်တဲ့မျက်နှာရိပ်ကိုပါတွေးခဲ့ရပါတယ်။ ကျွန်တော်မိတ်ဆွေများအားလုံးပဲတဘာဝဘီအန်ဒရီနဲ့စစ်ခွေးအန်ဒရီမှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့ Data News Agency ကစောင်းပါရှင်စိုးရရေးသားတဲ့ဒေါ်စန်းစုကြည်ရောက်ခဲ့တဲ့အညတော်ဇာပနာဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်ဇွန်လ19ရက်နေ့မှာချစ်ဆက်ပြည့်မြောက်မွေးနေ့ရှင်ဒေါ်စန်းစုကြည်အကြောင်းဒီရက်ထဲမှာသတိတရတွေးမိနေရင်ကျွန်တော်မှတ်တမ်းတင်ခဲ့ဘူးတဲ့သူတက်ပုံတွေရုပ်သံတွေပြန်ကြည့်နေမိတယ် ကျွန်တော်ကသတင်းတောက်တယောက်အနေနဲ့လုပ်ငန်းသဘောအရဒေါ်စန်းစုကြည်ကိုအပြေမှာချိန်ပန်များစွာ တွေ့ဘူးစုံခဲ့ဘူးပါတယ်မဲဆွယ်စီယုံရေးခီးစင်းနေမှာနေပြည်တော်လွတ်တော်မှာငိန်ချမ်းရေးညီလာခံနေမှာအစိုးရဝန်ကြီးဌာနအခမ်းအနားတွေမှာတိုက်ရှိတိုးတကြံမန်းတပ်မှာစသဖြင့်အမေစုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေတချို့သတင်းမှတ်တမ်းများစွာယူခဲ့ဘူးပါတယ်မမရရဒေါ်စန်းစုကြည်ကိုယ်တိုင်တက်ခဲ့တဲ့ဇာပနာအခမ်းအနားကိုတော့ကျွန်တော်သတင်းတောက်ပေါ်မှာနှစ်ကြိမ်ကြုံခဲ့ဘူးပါတယ် တယောက်ကသတင်းစာဆရာပပဦးဝင်းတင်ရဲ့ဇာပနာဖြစ်ပြီး နောက်တစ်ယောက်ကတော့သူမရဲ့အိမ်ကအမှုတော်ထမ်းကိုပုရဲ့ဇာပနာဖြစ်ပါတယ်သတင်းစာဆရာတယောက်စာရေးဆရာတယောက်အပြင်နိုင်ငံရေးသမားတအုပ်အနေနဲ့ပါဟန်တာဝရီဦးဝင်းတင်အကြောင်းကထွေထွေထူးထူးရေးပြနေဖို့မလိုအောင်ထင်ရှားသူပါပပဦးဝင်းတင်ဆုံးတာ2014ဧပြီလ22ရက်နေ့ကြားပြရွေးကောက်ပွဲကနေဒီချုပ်ပါတီဟာ လွှတ်တော်အခင်းအကျင်းတွေဝင်ကစားခဲ့အပြီးအသွင်ကူးပြောင်းရေးနဲ့နိုင်ငံရေးပြည်ရေးဆန်အလွန်ကာလမှာပေါ့အတိုက်ခံကောင်းဆောင်တအူးလူထုကောင်းဆောင်တအူးဒီကျုပ်ပါတီအကြီးအကဲတအူးအနေနဲ့ဒေါ်ဆန်းစုကြည်ကသူရှိခင်လေးစားတဲ့ဘဘဦးဝင်းတင်ရဲ့ဇာပနာအခမ်းအနားကိုတက်ရောက်လာခဲ့တာဘဘဦးဝင်းတင်ဇာပနာဖြစ်တာရောဒေါ်ဆန်းစုကြည်ပါဇာပနာကိုလာမဲဆိုတဲ့သတင်းကြောင့်ပါရေဝေးတုတ်တံမှာသတင်းတော့တွေရောနိုင်ငံရေးအတိုင်းအဝိုင်းကပါကြိတ်ကြိတ်တို့စီကားခဲ့ပါတယ် ဂူသွင်းတင်းကြိုရာနေရာအထိအမေစုဟာလူပရိသတ်တွေတဲကခက်ခက်ခဲခဲဝင်ခဲ့ရပြီးဘဘအဝင်းတင်ကိုနောက်ဆုံးနှုတ်ဆက်ခဲ့တယ်။တရင်တော့တွေကလည်းအုတ်ဂူတွေကြားတဲ့အတင်းတိုးခွိဓာတ်ပုံရုပ်တံမှတ်တမ်းတွေယူခဲ့ကြရသလိုတချို့တွေကနီးရအသစ်ပင်တွေပေါ်တက်ပြီးမှတ်တမ်းယူခဲ့ကြရတာဖြစ်ပါတယ်။ကိုဘူးတို့လင်မယားဟာဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံမဖြစ်ခင်ကာလကလေးကအတွင်းလူတွေအဖြစ်အနားမှာရှိနေခဲ့ကြတာလို့ သိရပါတယ်။ကိုပုရဲ့အမျိုးသမီးဟာမွန်တိုင်းရင်သူတဦးဖြစ်ပြီးသူရက်တဲ့မွန်စာတွေကိုအမေစုကအတော်နှစ်ချိုက်တယ်။အမေစုဟာရှေးလေးကျောင်းသားရှောင်းသူတဦးဖြစ်ပြီးစီနေနေနဲ့ငါကိုရေချိုမွန်ချက်ချက်တာကိုအတော်ကြိုက်တယ်လို့နေဆက်တဲ့လွတ်တော်ကိုယ်စားလှယ်တဦးကပြောပြဖို့တယ်။ကိုပုဆုံးတော့2018 February 24မှာစာပနာလုပ်တယ်။နေပြီးတော့ဂွေကြီးတုတ်တံမှာအဲ့ဒီအချိန်မှာဒေါအောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့တာဝန်ယူထားရပေမဲ့အိန္ဒိယဘာမိသားစုဝင်တွေအတွက်အုတ်ထင်းသူမိဘအနေနဲ့သူမသားသမီးလိုတန်ရောစင်ရှိတဲ့ကိုပုဇာဘနာကိုတက်ရောက်ခဲ့တာလို့မြင်ပါတယ်။ကိုပုဆုံးချိန်မှာတာတူးရှိပြီးအတော်ငယ်သေးတာတွေ့ရပါတယ်။ဇာဘနာကို ရောက်လာချိန်မှာအမေစုဟာကိုပုရဲ့အမျိုးသမီးကိုသမီးလို့ခေါ်ပြီးနှစ်သိမ့်ပေးနေတာတွေ့ခဲ့ရပါတယ်။ကျွန်တော်မိတ်ဆွေလွတ်တော်အမတ်ကတော့အနည်းရဲ့အနားမှာတော်ယုံလူမနေနိုင်ဘူး။အနည်းရဲ့စီကံ အနိနာကတ်နေသူတွေရဲ့ဖိအားကြောင့်တော်ယုံလူမနေနိုင်ဘူးကိုပုက တကယ်လူပါလို့မှတ်ချက်ပေးတယ်ဘဝဦးဝင်းတင်ဇာပနာကို ရောက်လာချိန်တုန်းကမပြီးဆုံးသေးတဲ့ခရီးမှာအားထားရသူတဦးပဲ့ထွက်သွားလို့ဝမ်းနဲ့ညှိုးငယ်စိတ်ကို မန်တင်းဖုံးထားရတဲ့အရေးအငွေ့တွေကိုအမေစုမျက်နှာရိပ်မှာတွေ့ရတယ်စက္ကန့်နဲ့အမြအမှတ်တမ်းယူနေတဲ့သတင်းသမားတွေကင်မရာသမားတွေအရက်ဝင်းနဲ့ထောက်လန်းရေးတွေရှိမှာရှိနေရတဲ့အချိန်ဖြစ်တဲ့အပြင်အတင်းတိုးခွင့်နေကြတဲ့လူတွေကြားမှာ အနေငယ်စိတ်ချုပ်ရတဲ့ခံစားချက်လဲရှိနေမှာပဲလို့ကိုချင်းစာမိတယ်။အညတော်တော်ဖြစ်တဲ့ကိုပုရဲ့ဇာပနမှာတော့အပရိသတ်ရောတရင်သမားတွေပါ။ရန်ကုန်ကပပဦးဝင်းတင်ဇာပနလို့တိုးတိုးခွေ့ခွေ့မရှိသလိုနေရအကျယ်ဝန်းကလည်းတက်တောင့်တတရှိနေတာမို့အမေစုကကွယ်လွန်သူကိုပုရဲ့အမျိုးသမီးနဲ့သားလေးကိုဂယုဆိုင်နှစ်သိမ့်ပေးနိုင်တာမျိုးလဲတွေ့ရတယ်။အမေစုဟာကိုပုရဲ့ရုပ်အလောင်းမိသူဇုတ်ဆက်ထဲထဲ့ချိန်မှာအချိန်အတော်ကြာအာတုပကမ္မထံကိုနှလုံးသွင်းဆင်ခြင်နေပုံရတယ်။ အဲ့ဒီအချိန်ခဏမှတွေးခဲ့ရတဲ့အမေစုမျက်နှာဟာကျွန်တော်အချင်းချင်းအခါခါတွေးခဲ့ဘူးတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလှိုင်းလုံးအနိုင်အမြင့်အတက်ကြောက်ကြီးကြမှာတာမဏိနှင်းစီမျက်နှာမဟုတ်ပဲဝမ်းနေမှုနဲ့အတူထူးခြားတည်ငြိမ်တဲ့မျက်နှာရိပ်ကိုပါတွေးခဲ့ရပါတယ်အာနာရှင်အောက်မှာအကြောက်တရားနဲ့အစွမ်းကုန်ဖိနှိပ်ခံခဲ့ရတဲ့မြန်မာနိုင်ငံရေးတမိုင်းမှာဇာပနာအခမ်းအနားတွေကတဆင့်နိုင်ငံရေးလှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့တာ ရှိသလိုဇာပနာတွေကပြီးတဲ့သတင်းစကားတွေတံဝေကားတွေကလည်း အထူးစိတ်ဝင်စားဖို့ကောင်းပါလေ။ဥဒန်ဇာပနာကိုအကြောင်းပြပြီးထင်ရှားတဲ့နိုင်ငံရေးလှုပ်ရှားမှုနဲ့နိုင်ငံရေးမျိုးဆက်တစ်ခုပေါ်ထွန်းခဲ့တာ။ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လည်းမိခင်ရဲ့နောက်ဆုံးအချိန်ကိုပြုစုပေးဖို့ပြန်လာရင်မိခင်ဒေါခင်ကြီးဇာပနာအပြီးမှာပဲမြန်မာနိုင်ငံရေးတဲ့ရှေးဆုံးပြည့်ဝင်ခဲ့တာ။နိုင်ငံကိုစစ်ဖက်နောက်အောက်ချနှင်းခဲ့တဲ့ဗိုလ်ချုပ်တွေတည်တဲ့အခါလူမသိသူမသိတင်းကြုံခဲ့ကြရတာစသဖြင့်မြန်မာနိုင်ငံရေးနဲ့ဇာပနာစာတန်းတစ်စောင်စိတ်ကူးနဲ့ရင်းမိပြန်ပါတယ်။ မြန်မာနိုင်ငံရေးဇက်ခုံပေါ်စတက်ခဲ့ခြင်းကစပြီးဒီနေ့ဒီအချိန်ထိဒေါအောင်ဆန်းစုကြည်အနေနဲ့သူမရဲဘော်ရဲဘက်တွေသူမအားကိုးရတဲ့ခေါင်းဆောင်တွေနိုင်ငံရေးသမားတွေရဲ့ဇာပနာတွေများစွာကြုံခဲ့ရတာပါဒါပေမဲ့နိုင်ငံရေးလုပ်ငန်းတာဝန်များခြင်းနေအိမ်အကျဉ်းချုပ်တဲ့ရှိနေခြင်းတွေကြောင့်အားလုံးကိုကိုယ်တိုင်တက်ရောက်နိုင်ခဲ့တာမျိုးတော့မရှိခဲ့ပါဘူးတရင်စားစရာဒီကျုပ်ပါတီရဲ့ဝေါ်လွတ်တော်ကိုစလဲစာရေးဆရာမောင်ဝန်သနာမကျန်းဖြစ်ချင်း ဗီတိုရီးယားဆေးရုံမှာလာရောက်တဲ့တင်မေးခဲ့ပြီးမြကွယ်လွန်သွားချိန်မှာတော့အလောက်တော်ဝင်နေကြောင့်ဇာပနာကိုလွမ်းသူပန်းချင်းသာရောက်နိုင်ခဲ့ပါတယ်။ချင်းနေကြီးဥကုန်ဒီဇာပနာလည်းဒီလိုပါပဲမတက်ရောက်နိုင်ခဲ့ပါဘူး။2021တကြော့ပြန်ဆေးအာဏာသိမ်းမှုအပြီးဖန်စီထောင်ချခံရချိန်မှာတော့ဒီကျုပ်ပါတီရဲ့ထင်ရှားတဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဥညံဝင်းမောင်ရအောင်ရှင်ဘဘဥတင်ဥတို့ရဲ့ဇာပနာတွေကိုရောက်မလာနိုင်တော့ပါဘူး။ အတိုက်ခံနိုင်ငံရေးသမတ်တဦးအနေနဲ့စစ်ဘုတ်ချုပ်တွေရဲ့အကြောက်တရားနဲ့အမုန်းကိုအများဆုံးရင်ဆိုင်ခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်ဟာအချင်းတော်တွေကကျင်းပရတဲ့20ချိန်မြောက်မွေးနေ့ကိုဖြတ်တန်းရတော့မှာပဲဖြစ်ပါတယ်။မိုးရီဆွေရွာနေတဲ့ဒီရက်ပိုင်းအတွင်းမှာတွေးမိတွေးရတွေးရင်းဆရာဆိုင်ခန့်လည်းရဲ့တခါတလေတိမ်ဖုံးတက်တယ်ဆိုတဲ့သရှင်းစာသားညှိဆိုမိပြန်တယ်။ဆောင်းပါရှင်ဆိုရ